စီဗီကိုလင်ညာပေးရင်အလုံးမြမြရနိုင်သလားမင်္ဂလာပါကေရအခိုင်မှကြိုဆိုပါရစေကိုစီဗီရဲ့မှာမမှန်ကန်တဲ့အချက်တွေထည့်အားတကယ်ပဲအလုံးရလွယ်စေနိုင်မလားတကယ်မလုပ်ဘူးတဲ့အတွေ့အကြုံတွေမတက်ဘူးတဲ့အတန်းတွေတကယ်မလုပ်ခဲ့ဘူးတဲ့အလုပ်ရသူတွေဒီလိုချက်လက်တွေကို CV ရဲ့မှာတဘာဝကြကြထည့်ထားမျိုးလုပ်ဘူးသလား စီဗီအမအချက်လက်တွေကိုမှန်မှန်ကန်ကန်မဟုတ်ဘဲလင်ညာပြီးထည့်လိုက်တာကဘယ်သူမှမသိပဲအလုတ်အလွယ်တူရဖို့ဖြက်လန်းနေလို့ချင်းနေကြပြင်မဲ့တကယ်မှာတော့လက်ရှိမှာရောအနာဂတ်အလုတ်ကန်အတွက်ကိုအငင်းအများပါတယ်။ဘာလို့လဲဆိုရင်အရှာတွေက background check လုပ်တတ်ကြတာဖြစ်တာကြောင့်အရင်လုတ်ကိုဆက်သွဲပြီးမေးတဲ့အချိန်မှာအမှန်မဟုတ်ဘဲထည့်ထားရရပေါ်လာတတ်ပါတယ်။တချို့ရာသူတွေမှာ test စစ်တာမျိုးတွေပါနိုင်တဲ့အတွက်ကိုမကျွမ်းကျင်တာကိုကျွမ်းကျင်တဲ့အရေးချင်းနေနဲ့ထည့်ထားတာမျိုးဆိုရင် ခြေခိုင်းတဲ့အချိန်မှာအခက်တွေ့မှာပါ။နောက်ဆုံးအနေနဲ့မတိလိုက်လို့အလုပ်ခန့်ပြီးသွားရင်တော့တိသွားတဲ့အချိန်မှာကိုယ်ရည်အချက်လက်လိမ်လည်မှုကြောင့်အလုပ်ထုတ်ခံရနိုင်ပါတယ်။သုံးဆုံးအချိန်ဒီမှာဆိုရင်တော့ blacklist တွင်းတာမျိုးထိအောင်ရှိတတ်ပါတယ်။နောက်ပိုင်းကိုကတခြားကုမ္ပဏီမှာအလုပ်သွားရှာရင်တော့ကိုယ့်ရဲ့ image မကောင်းတော့အောင်အလုပ်ရဖို့ခက်ခဲသွားမှာပါ။ဒါကြောင့်လင်ညာပြီလှောက်လျှောက်တာမျိုးထက် တကယ်လှုပ်ခူးတဲ့တွေ့ကြုံကြမ်းကျင်မှုစတာတွေကိုအရှိတမ်းမှတ်မှတ်ကန်ကန်ဖော်ပြပြီးမတိသေးရလို့ရှိခဲ့ရင် လေ့လာသင်လို့ရရှိကြအောင်ပြရမှာဖြစ်ပါတယ်။မမေ့တဲ့အချက်ကတော့လူအိုင်းကအစကလေးကအရာအလုံးတက်ကြွကြတာမဟုတ်ပါဘူး။ကိုယ့်ရဲ့သင်လို့စိတ်တိုးတက်လို့စိတ်နဲ့ယူသမှုရှိခြင်းဟာဒါအရေးကြီးဆုံးဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ CV ရဲ့မှာမမှန်ကန်တဲ့အချက်လက်တွေကိုထည့်မိရေးတင်ကြအောင်တတိပြုမိမယ်လို့ယူဆပါတယ်။အဆုံးထိကြည့်ပြည့်အတွက်ကျေးဇူးတင်ပါတယ်။ ဒီလိုအလောက်ကနေပတ်သက်တဲ့အကြံဉာဏ်တွေကိုပုံမှန်မျှဝေပေးတော့မှာဖြစ်တဲ့အတွက် career guide ကို follow လုပ်ထားပြီးဖို့မမေ့နဲ့နော်